အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာကျွန်တော်ကျွန်တော်ရဲ့ညီကိုမောင်မများကိုဖတ်ပြပေးခြင်းနဲ့ဝိတုလိုလေးကတော့ဆာယုဆရာဆရာရေးမြတ်တင်ရေးသားထားတဲ့အချိန်ကပေးလာတော့အဖြေလို့အမြင်ရတဲ့ဝိတုလိုလေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တာဆင်ပေးကြပါဦးခင်ဗျာကျွန်တော်ခြံပေါ့ဝါကိုရောက်တော့ကျိုးရန်တစ်ခုပေါ်တော့အဝတ်များကိုဖြန့်တင်လျက်ရှိသော NTG ဒေါ်တန်တန်းမှုကိုတွေ့လိုက်ရသည်သူကကျွန်တော်လူရိတ်ကို မြင်လိုက်သဖြင့် လမ်းကြီးကျွန်တော်နဲ့အကြည့်ချင်းစုံမိသွားသည် ပြီးတော့သူကပင်လှမ်းစကားဟလိုက်သည်မောင်ကိုကိုပါလာဟိမင်းဆရာစီလာလာလားဟုတ်ကဲ့အန်ဒီဆရာစီလေလာလားဆရာရှိတယ်မို့လားရှိတယ်ကွယ်ရှိတယ်ခုနလေးနေကော်ဖီတောက်ပြီးအပေါ်ပြန်တက်သွားတာသွားလေကွယ်အန်ဒီဘေးမှာပင်ဥညွှွင့်၍ရှောက်ကာအိမ်ထဲသို့လှမ်းဝင်လာခဲ့သည် အပေါ်ထက်သူတက်လာခဲ့ပြီးလေကထိတ်အယောက်မှာပင်ဆရာနဲ့ ်ပပင်းဆုံမိသွားသည်ဆရာကဈေးညံလျှောက်နေခြင်းဖြစ်သည်လက်ထဲမှာတော့စာအုပ်တို့ကိုကင်လျက်ဟောမောင်ကိုပါလားဟိဘယ်ကနေလှည့်ဝင်လာခဲ့တာလဲဆရာစီကိုပဲတက်တက်လာခဲ့တာဆရာကိစ္စလေးတစ်ခုရှိလို့ပါဆရာကကလက်ထိုင်တလုံးကိုညွှန်ပြသည်ကျွန်တော်ကခက်ရွရွပင် ဝင်ထိုင်လိုက်သည်ခေါင်းရင်ဘက်ကလက်ထိုင်တွင်ဆရာက ဝင်ထိုင်သည်ကဲမင်းကိစ္စကိုပြောဆရာဘာကူညီပေးရမလဲ ဆရာကပွင့်လင်းရည်မွန်စွာပင်ဖွင့်လှစ်ပေးသည်ဆရာမျက်နာကလည်းမြင်နေကြအတိုင်းပင်အပြုံးဖြင့်နူးညံ့လျက်ရှိသည်ကျွန်တော်ကဆရာကိုပြောဖို့အားယူလိုက်ရသေးသည်ပြီးတော့မှဒီလိုပါဆရာဒါမဲ့တနင်္ဂနွေနေ့ကျရင်ကျွန်တော်အိမ်မှာဆွမ်းကြွေးရှိတယ်ခမအဲ့ဒါဆရာကိုကျွန်တော်လာဖိတ်တာပါဩဒါလားအေးပါဖိတ်ရင်ဆရာလာမှာပေါ့ဆွမ်းကပ်မှာကတန်ငါပဲနဲ့ပါလေတန်ငါကတပါးလေးပါခမဟမ်တပါးလေးလား ဘယ်လိုကြောင့်လဲထုံးစံရလို့အနည်းဆုံးဆွန်းတဝိုင်းနှဝိုင်းစာလောက်ပင့်ဖိပြီးကတ်ကြတာမဟုတ်လားအခုမင်းတို့ကရောဘာအတွက်ဆွန်းကြွေးတာလဲဆရာမေကွန်တွင်စူးစမ်းမှုကပါရှိလာသည်ဒီချက်ကပင် ကျွန်တော်ဘိုက်ထဲကကြိုတင်စီစဉ်ထားသည့်စကားလုံးများကိုအပြင်သို့ထွက်လာခြင်းအောင်ပို့၍နှိုးဆော်လိုက်သလိုဖြစ်သွားသည်ဒီအကြောင်းကိုပဲဒီကပြောပြခြင်းလို့လာခဲ့တာပါဆရာတနည်းအားဖြင့်ကျွန်တော်ဆရာစီကနေထင်မြင်ချက်တွေ ်ဆုံးဖြတ်ချက်တွေရကျင်လို့ပါဒီအကြောင်းဆရာကိုပြောပြမယ်ဆိုပြီးရည်ရထားတာကတော့ဆရာပြန်ရောက်စကြတဲ့ကပါပဲဒါပေမဲ့ဆရာနဲ့က ခုလိုတခါမှနှစ်ယောက်တည်းအေးအေးဆေးဆေးတွေ့ခွင့်မရခဲ့တော့ကျွန်တော်လဲပြောခွင့်မကြုံခဲ့ဘူးပေါ့အေးမင်းစကားစိတ်ဝင်စားစရာပဲပြောတပည့်မင်းပြောချင်တာအကုန်လုံးဆရာကိုပွင့်ပွင့်လင်းလင်းပြောဆရာအတွင်က ပို့၍လေးနဲ့လာသည်ဤဒီကပင်ကျွန်တော်ကိုရေလာရန်မြောင်းပေးလိုက်တဲ့ကဲ့သို့ရှိတော်သည် ဒီလိုခင်ဗျအခုကျွန်တော်အိမ်မှာဆွန်ကြွေးဖို့တန်ခါတပါပဲပင့်ထားတယ်ဆိုတာအမှန်ပါပဲပြီးတော့ကုဆွန်ကြွေးကဘာအထိမ့်မှတ်အတွက်မှမဟုတ်ဘူးဆရာဒီကိုတော်တပါလေးကိုပဲတက်တက်ဆွန်ကြွေးခြင်းလို့ပင့်ထားတာခင်ဗျဒီကိုတော်ကရွှေမြင်တင်ဖျားနဲ့တုတ်တန်ကြားကတော်ကြောင်တချောင်းမှာတရင်သုံးနေပါလေသူ့ကိုဝိုင်းဝန်းကိုးကွယ်နေသူတွေကတော့ကျွန်တော်အမေပါဝင်မြို့ဘော်ကတက္ကသမားတွေပဲဆိုပါတော့ ြောမယ်ဆိုဒကာပိုင်းကနေပြီးဒကာမတွေကများတယ်။အဲ့ဒီကိုတော့သတင်းသုံးနေတဲ့အကြောင်းကအရင်ကတော့အတော်လေးကိုပျက်စီးပြီးယိုယွင်းနေတာပါ။အကြောင်းပေးမှာဖျားပြက်ကလေးတစုလည်းရှိတယ်။ခုတော့ကျွန်တော်အမေအပါဝင်တရာပေါက်သူတွေဝိုင်းဝန်းပြီးမတီလိုက်ကြတာမို့အကြောင်းကအုတ်ကြောင်းနေပါလေတော့ဖြစ်ကုန်ပြီ။ဖျားပြက်လေးကလည်းထုံးတင်ငန်းနေပါလေနဲ့ဖြစ်ကုန်နေဆိုပါတော့ဆရာရဲ့။ဒီကိုတော့အပေါ်တော်တော်ကြီးညိုကြဟန်တူတယ်။ ကြီးညိုရအောင်လဲအကြောင်းရှိဟန်တူပါတယ်ရှိတယ်ဆရာရှိတယ်ကျွန်တော်အဓိကပြောချင်တာအဲ့ဒီအကြောင်းပဲအဲ့ဒီကိုတော့ကအဲ့ဒီတော်ချောင်းကိုစရောက်ကြတဲ့ကမြို့ပေါ်ကိုတခါမှကြွမလာဘူးဘူးပင့်လို့လည်းမရဘူးသူတကာတကမတွေကဘလားအုပ်ပင့်ပင့်လူတော်တို့ရမှာညင်းငွေတယ်ဆိုပြီးလက်မခံဘူးတဲ့ခုတော့ကျွန်တော်အမေကဥဆောင်ပြီးအားလုံးက တချိန်တခါလေးတော့အမတ်တရားလေးဖြစ်သွားအောင်ရှင်းမြင်ပေးပါဗျာဆိုပြီးရှောက်ထားကြတဲ့အတွက်မနေတာလွန်းလို့သာကြွလာပြီးမှတဲ့အစီအစဉ်အရကျွန်တော်အိမ်မှာဆုံးကပ်ပြီးတခါတကမတွေသူတို့ရဲ့ဆွေမျိုးသားချင်းတွေကစုပေါင်းကြည်ညိုကြမယ်ဆိုတဲ့သဘောပေါ့ဆရာအေးဆရာရိပ်မိပြီဒီထူးခြားတဲ့ပုံကိုအကြောင်းကိုပဲမင်းပြောပြခြင်းလို့ဆရာစီလာခဲ့တာဟုတ်တယ်မို့လားဟုတ်ကဲ့ဆရာအမှန်ပါပဲဒီကိစ္စပြောချင်တာပါပဲပြောဆိုဒီဥစဉ်အကြောင်းကို ကျွန်တော်စပြောတော့မယ်ဆရာ ဖြစ်ပုံကဒီကိုယ်တော်ကိုစပြီးတွေ့ရပုံကိုကတော်တော်ထူးနေတာအဲ့ဒီတုန်းကတောရတရွာကအလူပွဲတစ်ခုကိုကျွန်တော်အမေနဲ့အဖော်တစုကကားငါးပြီးသွားကြတာဆရာသွားတော့အလူကအပြန်တောလန်းတနေရာကိုရောက်ကားကိုခဏရက်ခိုင်းပြီး အားလုံးကားပေါ်ကဆင်းလိုက်ကြတယ်ဆင်းပြီးတောထဲကို ဝင်လာခဲ့ကြတယ်အကြောင်းကတော့ဆေးဘက်ဝင်တဲ့ဖန်ကားသီးတို့ဈေးပြူသီးတို့လိုတော်တီတော်နှံတွေကို ခူးခြားဆွကြဖို့ဆိုပါတော့ဆရာဒီလိုနဲ့သူတို့တော်လေးရှောက်လည်နေကြရင်နဲ့အလွန်အံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုသူတို့တွေ့လိုက်ကြရတယ်အဲ့ဒါကတော့ဘုံကြီးတစ်ပါးကနေပူပူကြီးမှာခြုံတစ်ခုလဲဝင်ပြီးတရားထိုင်နေတယ်တဲ့ခမညာခြုံကအရေးမရှိပဲစူးကြုံကြီးဖြစ်ပြီးခြုံထဲမှာခွေလျားသီးတွေကလည်းဒင်းချမ်းပဲတဲ့ဒါကိုတွေ့ရတော့အလုံးကထိတ်လန့်အံ့ဩသွားကြတယ်ပြပြတလဲဝိုင်းအောင်ပြီးဝှက်ပြူကြတယ် မကြမီမှာဘုံကြီးကမျက်နှာမောလာပြီးမျက်လုံးမှာပွင့်လာတယ်။သူ့ဘေးမှာဝိုင်းအောင်နေတဲ့ပရိသတ်ကိုလည်းတွေ့မြင်သွားတယ်။ဒီတော့မှတကတယောက်က နေပူလာပါတယ်ဖျား။တစ်ပင်အောက်ကိုကြွပါဖျားဆိုပြီးပင့်လိုက်တယ်။ပင့်ရင်တော့ဘုံကြီးကလည်းအသာတကြီးပဲခြုံထဲကထွက်ပြီးလိုက်လာပါလေ။အရေးထဲရောက်တော့မှတကတွေက အချိုးရည်တွေပါတယ်ကတ်တူကတ် သူ့ကိုယ်ဘောကခွေးလျားသီးတွေအမိုက်တွေကိုတန့်ရှင်းပေးသူကပေးနဲ့အာတက်တရောပြုစုကြတယ်ပေါ့အဲ့ဒီနောက်အေးအေးဆေးဆေးဖြစ်ပြီးဆိုတော့မှဘုန်းကြီးနဲ့တကားကြီးအပြန်အလှန်မိခန်းကိုရောက်လာတယ်ပဲဆိုပါတော့ဆရာကျွန်တော်ကစကားကိုခਿੱတဖြတ်လိုက်သည်ဆရာကိုလှမ်းကြည့်လိုက်တော့ညလုံးမဲ၍စိတ်ဝင်တစားနားထောင်နေသည်ကို တွေ့ရသည်ကျွန်တော်ခဏစောင့်နေမှန်းသိတော့ကြောင်းလေအေးဆက်ပြောပါကွာဆရာနားထောင်နေပါတယ်ခု၍စကားထောက်ပေးသည် ီလိုနဲ့တခါတွေကအဲ့ဒီဘုံကြီးအကြောင်းကိုအာလုံးတီးခွင်ရလိုက်ကြတယ်ခမ ्या တူတူနဲ့ချုပ်ပြီးပြောရရင်အဲ့ဒီဘုံကြီးကဘာသာကြားလူမျိုးကြားဘဝကနေဗုဒ္ဓဘာသာကိုကူးပြောင်းလာခဲ့တာတဲ့လူလောကရဲ့ဒုက္ခပုံမုံကို တွေ့ကြုံခံစားနေရခိုင်ဗုဒ္ဓဘာသာရဲ့ကြီးညိုတက်ဝင်စရာကောင်းမုံကိုသိမြင်လာတဲ့အကြောင်းအဲ့ဒီနောက်တရာပေါလုံးမကပေါက်လာရကဗုဒ္ဓဘာသာတွေဝင်လိုက်တဲ့အပြင်ဘုံကြီးပါတခါလေးဝစ်ပစ်သွားတဲ့အကြောင်း ဘုံကြီးဝစ်ပြီးတဲ့နောက်မှာလေအခုလိုပဲကြုံတလို့သွာလာနေပြီတရားကိုသာပြင်းပြင်းထန်ထန်အားထုတ်နေတဲ့အကြောင်းนี่တိခွင်ရလိုက်ကြတယ်ဒီတော့ပြိတ္တအလုံးကစုတ်တက်တက်တက်နဲ့ဖြစ်သူဖြစ်တန်းတော်ကြီးမွန်တဲ့သူကကြီးမွန်ဝန္တာအာယာမျက်ရည်လေတဲ့သူကလည်းလေနဲ့ဖြစ်ကုန်ကြတယ်ဆိုပါတော့ဟုတ်တယ်ဟုတ်တယ်ဒီလိုပဲဖြစ်ရမယ်အဲ့ဒီနောက်ကျွန်တော်အမေကပဲဥဆောင်ပြီးတော့ဘုံကြီးကိုဝိုင်းပင့်ကြတယ်လက်ရှိတော်ကြောင်မှာလိုက်ပါတည်င်းသုံးဖို့ပင့်ကြတယ် ုန်းကြီးကအတန်တန်ညှင်းဆန်နေသေးတယ်။ပြင်းထန်တဲ့ပြိသက်ဆန္ဒကိုဘယ်လို့မှမလွန်ဆန်နိုင်တော့ဘူးဆိုတော့မှလိုက်ရောပေးလိုက်တယ်။အဲ့ဒီနောက်တော့တောချောင်းကိုရောက်ပြီးမကြခင်မှာပဲဘုန်းကြီးရဲ့တရင်ကလည်းကြော်ကြားသွားတာမို့ပြိသက်တွေကများတစ်ထည့်များလာပါလေ။အဲ့ဒီဝိနေရီအာထုတ်မှုကြောင့်ပဲကျောင်းဆွေးကလေးအဖြစ်ကနေတာနာတဲ့အုပ်ချောင်းတစ်ချောင်းအဖြစ်နေချင်းညချင်းပြောင်းလဲသွားတယ် เจ้ามาเลยพ้นี้โกลาปูได้ดูอัปปัสสินอุบกลาอยู่ได้ดูดิเจ้ามาเวยัชชีสคันวินีได้ดูดิเนี่ยสีกาณีเลยจนอเมก็တော့ตะชาမျိုးทมี้ดิเนี่ยอดูเจ้ามาเวอเมเรนตั้วณีတော့เลยตะบัดตะคาลောက်เวไอ้เปลี่ยนลาတော့เลยเสียเอขณะนี้เสียมีมั้ยมิ้นโอเมก็เจ้ามาเวยัชชีณีเลยสรอกไอ้ดิอูซินเนี่ยอณีกะณียาไข่มาตี้เปลี่ยนบาทุจาเจ็ดดิตุยาเตยตะเดเลยအဲ့ဒါဆရာကိုပြောပြစမ်းဟုတ်ကဲ့ဆရာဟုတ်ကဲ့ပြောပြပါမယ် အမေကတော့အိမ်ပြန်လာတာနဲ့သူ့ဦးစင်းရဲ့အကြောင်းကိုမမောနိုင်မပန်းနိုင် ပြောပြနေတော့တာပဲခမညာဒီဦးစင်းဟာပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်ဖြစ်ကြောင်းဒီဦးစင်းမျိုးကိုစိတ်ကကိုးကွယ်ရတဲ့အတွက်အလွန်ကုသိုလ်ထူးခြားနေပေါ့ဆရာအမေပြောပြပုံအရဆိုရင်ဒီဦးစင်းကစရဏအာတော်တော်ကောင်းမွန်ရပါတယ်အစတော့အဲ့အိအနေနဲ့တိခံမှုချိုးချံမှုတွေနဲ့ပြည့်စုံတယ်စသဖြင့်ပေါ့ဆရာ အထူးသဖြင့်ဒီဦးစင်းရဲ့တရားအထုတ်ပုံကကြောက်ခမန်းလေးလီဖြစ်ကြောင်းအမေကပြောပြပါတယ်။ဒီဦးစင်းကပရိသတ်နဲ့တွေ့ဆုံဖို့တနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန်သာတတ်မှတ်ထားပြီးကြံတဲ့အချိန်ကဖျားလိုက်ကူထဲမှာပဲဝင်နေတဲ့အကြောင်းကူထဲမှာလည်းဘယ်တော့ကြည်လိုက်ကြည်လိုက်ဖျားရှိမှမမတ်ထိုင်နေတာကိုသာတွေ့ကြရတဲ့အကြောင်းတခါတလေသုံးအောင်ထွက်မဖုံတော့ပဲဂူထဲမှာပဲတနေကုန်หนีသွားတာမျိုးရှိကြောင်းအစို့တက္ကမကြီးဆို ညတကောင်လောက်အပေါ်ပါထသွားကြတဲ့အခါဒီဥစဉ်ကိုအချောင်းပေးကတင်းငုံတို့ဘောမှာမတ်တက်ကြီးရက်ပြီးအားထုတ်နေတာမျိုးဒူးစစ်လောက်နီးပါရေထည့်ထားတဲ့ကြောက်ရည်စီထဲမှာဝင်ရက်ပြီးအားထုတ်နေတာမျိုးတွေတောင်တွေ့ကြရတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်အမေကတော့ဒီဥစဉ်အချောင်းပြောရမယ်ဆိုရင်မစားမတော့ခဲတောင် ပြောနိုင်ပါတယ်ဒါကကျွန်တော်မှတ်မိတဲ့လောက်ပဲဆရာကိုပြောပြတာပါကျွန်တော်ကတော့ညံမိတဲ့လောက်စဉ်းစားကြည့်ပါလေ အမေတို့ဒီဥစဉ်အပေါ်ဒီလောက်တဲတဲလို့ဖြစ်နေကြတာဟာတစ်အချက်ဒီဥစဉ်ကလူမျိုးသားဘာသာကြားကနေဗုဒ္ဓဘာသာနဲ့ကူးဝင်လာတာဖြစ်တယ်နှစ်အချက်သူမတူအောင်တရားကိုချစ်မြတ်နိုးပြီးထူးထူးကဲကဲအားထုတ်သမှုပြုတယ်ဒီအချက်နှစ်ချက်ကြောင့်လို့ပဲကျွန်တော်ယူဆပါတယ်ဆရာဒါကကျွန်တော်မြင်မိတလောက်ပေါ့အခုဆရာကိုကျွန်တော်လာဖိတ်တာကလေဆရာလေးဒီဥစဉ်ကိုတွေ့သွားစေခြင်းနဲ့အကဲခတ်သွားစေခြင်းနဲ့ ။ဘာပဲဖြစ်ဖြစ်ဆရာမြင်ဟာကျွန်တော်အမြင်ထက်တော့ပိုပြီးကျယ်ဝန်းမှတေးကြပါလေ။ဒါကြောင့်ဆရာအနေနဲ့ဒီဦးစင်းအပေါ်တွေ့မြင်ဆင်ခြင်သုံးသပ်မိသမျှတဆင့်အားဖြင့်ကျွန်တော်ကတိကျွင့်ရကြင်ပါလေဆရာ။ဒီဘုသူတ္တတွေအတွေ့အကြုံတွေကြောင့်နောင်ကိုလည်းကျွန်တော်တို့အတွက်အကျိုးရှိသေးတာပေါ့ဘယ်နဲ့လဲဆရာအဲ့ဒီနေ့ကိုဆရာလာခဲ့မယ်မဟုတ်လားကျွန်တော်ဤအပိသက်စကားပင်ဖြစ်သည်ဆရာကအနေငယ်အထိုင်ပြင်းသည်ကြောဆန့်သည်ထို့နောက် အေးပါကွာဆရာလာပြောင်းလာခဲ့ပါမယ်ဟုဝန်ခံစကားဆိုလိုက်တော့ရောကျွန်တော်ကအလုံးမင်းဝမ်းမြောက်ဝမ်းသာဖြစ်သွားရသည်ဒီနောက်တွင်အခြားထွေရလေးပါတို့ကိုခိတ္တများဆက်လက်ပြောဆိုပြီးနောက်ကျွန်တော်ကဆရာကိုနှုတ်ဆက်ခါပြန်လာခဲ့ပါတော့သည်တနင်္ဂနွေနေ့ကိုရောက်တော့ဆရာကဂတိတိုင်းအိမ်သို့ရောက်လာပါသည်ကျွန်တော်အိမ်မှာက မနဲ့မိုးလင်းကလေးကပင် လူစီလျက်ရှိသည်ကြောက်ရောက်လာမြည်ဦးစဉ်အတွက် ပြုတ်ဝဲကိစ္စများဆောင်ရွက်ရင် အလောက်ရှုပ်သူကရှုပ်နေကြသည်၎င်းတို့နှင့်ကျွန်တော်မိခင်လေတူအပါဝင်ဖြစ်သည် ကျွန်တော်မိကအိုကြီးအိုမနှင့်မင်းအငိမ့်မနေနိုင်ပေခါတကုံကုံဖြင့်ကိုတိုင်ပါဝင် စီမံလျက်ရှိသည်ကျွန်တော်ဇနီးနှင့်သားသမီးများကပါ အမေကိုကူညီဆောင်ရွက်ပေးနေသည် ကျွန်တော်ကအတူနေမိခင်ဖြစ်သူအပေါ်မိဒီအခါမျှစိတ်မစင်းရဲရဈေးရန်ထောက်စင်ဆောင်ကျင်းလာခဲ့သူဖြစ်သည်ယခုလည်းအမေစိတ်ရှိရာလုံနိုင်စေရန်အသာတကြီးပံ့ပိုးပေးနေခြင်းဖြစ်သည် ကောင်းရင်ဘက်တနေရာတွင်ဆရာကိုနေရာပေးပြီးနောက်ကျွန်တော်ကဆရာနှင့်အတူထိုင်ကစကားသမီးပြောဆိုနေလိုက်သည် အကြာမီပင်ပရိသတ်ထဲမှဥစဉ်ကြွလာပြီဟုအော်ပြောလိုက်တဲ့အတူအလုံးလှုပ်လှုပ်ရွရွဖြစ်သွားကြသည် ထိုချိန်မှာမင်းမမျော်လင့်သောမြင်ကွင်းတစ်ခုကိုကျွန်တော်မြင်တွေ့လိုက်ရသည်။၎င်းမှာဥစဉ်ကြွလာမိလမ်းတစ်ဖက်တစ်ချက်စီတွင်အမျိုးသမီးများက တန်းစီပြီးနေရာယူထားကြရာသူတို့ပုံစံကရိုးရိုးထိုင်နေခြင်းမျိုးမဟုတ်ဘူးပဲနှစ်ဖူးကိုကြမ်းမြင်ထိအောင်ရှာကသူတို့ဤဆံဦးဆံပြားများအားရှေ့ဘက်သို့အတီးတီးဖြန့်ခင်းလျက်အလွန်ပူဇော်တက်ကာရပြလို့သောဟန်မျိုးဖြင့်နေရာယူထားကြခြင်းဖြစ်လေသည် ကျွန်တော်ကဆရာကိုတစ်ချက်လှမ်းကြည့်လိုက်ရာဆရာဒီလေထုံမြင်ခွင်းအားမျက်မှောင်ကြုတ်လျက်စိုက်ကြည့်နေသည်ကိုတွေ့ရသည်ထိုခိုင်ဦးစင်းကကြွလာတော်မူသည်ကြွလာရာတွင်မျက်လွာကိုချထားသည်မျက်နှာကိုငုံထားသည်ရှေ့မှရက်ဖြင့်꿰ထားလေသည်ပြီးအောက်တွင်ဖြန့်ကင်းထားသောသပင်များကိုလည်းအတက်နိုင်သောရှောင်ရှားကကြွလာခြင်းဖြစ်သည် ။ဘုရားရှင်ရှိသူရောက်လျင်ဘုရားကိုဝိပုပြီးနောက်အသိပင်စင်ထားသောနေရာ၌ဝင်းထိုင်လိုက်သည်။ဒီနောက်မှာတော့ထုံစံတိုင်းငါးပါးသီလခံယူစောင့်တည်ခြင်းတရားချီးမြှင့်ခြင်းဤဆက်ချ၍မေတ္တာပို့အမြဝေခြင်းများကိုအစီအစဉ်တိုင်းပြုလုပ်သွားကြသည် ထို့နောက်ဦးစင်းကအသင့်ပြင်ဆင်ထားသည့်ဆွန်ဝိုင်းတို့ကြွကာဆွန်ဖုံပေးသည်ဦးစင်းငြိမ်သက်စွာဆွန်ဖုံပေးနေစဉ်မှာပင်ဆရာကကျွန်ုပ်ကိုခတ်တိုးတိုးမေးသည် မောင်ကူဟိုးရှိကငွေဖလားထဲမှာတွေ့ရတဲ့ပိုက်ဆံတွေကအလူငွေပတ်ဆံတွေပေါ့ဟုတ်လားဟုတ်တယ်ဆရာဝီစင်မရောက်မီကလေးကပရိသတ်ကအလူငွေဝိုင်းထည့်ထားကြတာခမမင်းကြည်စံအလူငွေကအတော်များတယ်နော်ဖလားနဲ့အပြည့်ပဲကျွန်တော်လှမ်းကြည့်လိုက်ပြီဟုတ်ပါသည် ဖြူဝင်သောငွေဖလားကြီးတဲ့၌ထောင်းတဲ့ရာလန်ငွေဆက်ကူးများကပြည့်မောက်လျက်ရှိသည်ဒီလူငွေကဥစဉ်ပြန်တာနဲ့တခါလေကက်လှူပေးလိုက်မယ်ဆိုတဲ့သဘောလား မဟုတ်ဘူးဆရာဒကာတယောက်ကဖလားကိုတိမ့်ပြီးဦးစင်းနောက်ကလိုက်သွားပါလိမ့်မယ်ဒကာကကြောင်ရောက်တော့မှအလူငွေတွေကိုရေတွက်ပြီးအနှံမဲ့သဘောပါဆရာဩဟုတ်လားအရင်ကလည်းဒီလိုပဲလုပ်သလားဟုတ်တယ်ဆရာနေ့စဉ်လိုလိုပဲဝေယဝိဇ္ဇအလှည့်ကြတဲ့ဒကာကရလာသမျှအလူငွေကိုတိမ့်ပြီးဦးစင်းကိုအပ်ရပါတယ်ဆရာကနှုတ်ဆက်သွားသည်မေးစေးကိုလက်ဖြင့်ထောက်၍လဲစဉ်းစားဟန်ပြုနေသည်ထိုအချိန်မှာပင်ဦးစင်းကစွန့်ဖုံပြီးသွားပြီးမူလနေရာ၌ပြန်ထိုင်လိုက်သည် စကားသံများကလည်းကျွတ်စီကျွတ်စီနဲ့စတင်ပြီးဆူညံလာသည်ကျွန်တော်အမိဦးဆောင်သောဒကာဒကမများကဦးစင်းနေပြိတန္တာရစကားများ အပြန်အလှန်ပြောဆိုကြသည်ဦးစင်းနေမတိကျွမ်းသေးသောပုဂ္ဂိုလ်များကိုလည်းမိတ်ဆက်ပေးသူကပေးကြသည်ကျွန်တော်ကပါကျွန်တော်ဆရာနဲ့မိတ်ဆက်ပေးလိုက်မိသည်ထို့နောက်တွင်ဦးစင်းကပရိသတ်ကိုရည်ရည်မုံမုံမင်းမေတ္တာရက်ခံစကားပြောကြကတောကြောင်သို့ပြန်ကြွရန်ပြင်သည် တကတချို့ကဥစဉ်နဲ့အတူလိုက်ပါသွားမည်ဖြစ်ရာထိုတကများကပင် အလူကံငွေဖလားနေအခြားလူပဲပစ္စည်းများကိုတင်စီသွားလိုက်ကြသည်ဥစဉ်ပြန်ကြွသွားပြီးနောက်ဆရာကပါပြန်ရန်ပြင်သည်ကျွန်တော်ကဆရာကိုဝင်းတကအထိလိုက်ပို့လိုက်သည်ဝင်းတကပြင်ဘက်သို့အရောက်တွင် ကျွန်တော်ကပင်ဆရာကိုစကားဆလိုက်မိသည်ဘလို့လဲဆရာကျွန်တော်ဆရာကိုတင်ပြထားတဲ့အတိုင်းဒီဥစဉ်နဲ့ပတ်သက်တဲ့ဆရာကိုပိုင်အမြင်လေးတွေကိုကျွန်တော်သိခွင့်ရမလားဆရာ ကျွန်တော်ကမင်းမိတော့လေဆရာကခွန်းတုံမပြန်ပါတနေရာကိုလှည့်ကြည့်ရင်ခက်ဆိုင်ဆိုင်ခက်လေးလေးဖြစ်နေသည်ခဏကြာတော့မှကျွန်တော်ပခုံးကိုတစ်ချက်ပုတ်လိုက်ပြီးဤကွာမောင်ကိုရခုကိစ္စမျိုးဆိုတာအလောကြီးမှတ်ချက်ချလို့မရဘူးကွာမှားသွားတတ်တယ်။ဘာကြောင့်ဆိုဆရာကလည်းသူ့ကိုဒီတခါပဲမြင်တွေ့ဘူးသေးတာလေ။တို့တော့မင်းကိုထုတ်မပြောသေးပေမဲ့ဆရာစိတ်ထဲမှာဒါကိုအတန်တဲ့တော့ခံမှန်းပြီးသားဖြစ်နေပါပြီ။တနေ့ကျတော့ဆရာမင်းကိုခေါ်ပြောနိုင်ပါပါ။ အချင်းကလေးနည်းနည်းစောင့်ပေါ့ဟုတ်လားဟုတ်ပြောလာရောကျွန်တော်မှဆရာကဲ့သို့ပညာရှိတရားဤစကားကိုလေးလေးနာနာနာယူလိုက်ုံမှတပါအခြားမရှိပါရှိဆရာဆိုလိုချက်ကိုသဘောပေါက်ပါကြောင်းခြေနဲ့ပါကြောင်း ကျွန်တော်ကပြန်ပြောလိုက်ရသည်ထို့နောက်တွင်ဆရာကကျွန်တော်ကိုနှုတ်ဆက်ကထွက်ခွာသွားပါလေသည်အမှန်တော့သူနည်းကဆရာနှင့်တွေ့ဆုံရခြင်းမှာ နောက်ဆုံးတွေ့ဆုံရခြင်းသာဖြစ်ကြောင်းကျွန်တော်မသိခဲ့ပါအကြောင်းမှာသူနည်းမှာစာ၍ နောက်၃ရက်ခန့်သာကြာလျင်ဆရာကရန်ကုန်သို့ရုတ်တရက်ထပ်ပြန်သွားလို့ရာထိုစဉ်က တာဝန်ဖြင့်နေလေနေရသောကျွန်တော်မှာဆရာကိုပင်နှုတ်ဆက်ခွင့်မရလိုက်တော့ပါတကယ်တော့ဆရာဦးတော်လွင်မှာကျွန်တော်အထက်တန်းကျောင်းသားဘဝလောက်ကကျွန်တော်ကိုတင် जा ပြတာပေးခဲ့သည့်ငယ်ဆရာတူပင်ဖြစ်သည်နောက်ပိုင်းတွင်ဆရာကပညာရေးဘက်မှသာသနာရေးဘက်သို့လိုင်းပြောင်းသွားခဲ့သည် သာသနာ့ရေးဦးစီးဌာနမှပင်မြန်မာသောယာလူများကိုတဆင့်ပြီးတဆင့်တိုးတက်ရရှိခဲ့သည်သာသနာ့ရေးဆိုင်ရာဘွဲ့တူဂုံတူများစွာပင်ဆရာရရှိခဲ့သည်ယခုအငိမ့်စားယူသွားပြီးနောက်ထိုဌာနမှပင်အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရင်းတစ်ဖက်ကလည်းကျမ်းပြုဆရာအဖြစ်ရက်တည်လျက်ရှိသည်ဆရာရေးသားခဲ့သည်အချို့သောဘာသာရေးဆိုင်ရာကျမ်းများမှာနိုင်ငံနှံ့သို့ကြော်ကြားထင်ရှားခဲ့သည်ယခုဆရာကဇာတိမြေသို့ ခိတ္တအလေပြန်ခဲ့ခြင်းဖြစ်သည်တနည်းအားဖြင့်မွေးချင်းမောင်နှမများနဲ့နောက်ဆုံးကြံရှိနေသည်အမကြီးဖြစ်သူဒေါ်တန်တန်းနုအပေါ်မောင်တယောက်အနေနဲ့အမတ်တရလာရောက်၍အားပေးနှစ်သိမ့်ခြင်းဟုလည်းဆိုနိုင်သည်ဖြစ်ချင်တော့ဆရာခမအမကြီးအိမ်မှာလည်းကြာကြာမနေလိုက်ရကျွန်တော်ကဲ့သို့တပည့်တပည့်များနှင့်လည်းကြာကြာမဆုံစည်းလိုက်ရအချားမိတ်ဆွေပေါင်းသင်းများနှင့်ပါအားရအောင်မတွေ့ဆုံးလိုက်ရပဲအရေးပေါ်ရောက်ရှိလာသောအကြောင်းကြားချက်အရာ ရန်ကုန်သို့ပြန်သွားလိုက်ရပါပြီတည်။ဆရာကဘာသာရေးသာသနာရေးတို့၌အထူးတက်သည့်နားလေသောပညာရှင်တဦးဖြစ်သည့်သူ့အတွက်ပင်ထူးခြားသော တောကြောင်ဦးစင်းနှင့်ပတ်သက်၍အခက်အခဲဝေဖန်နိုင်စေရန်ကျွန်တော်ကဆရာကိုအိမ်သို့ပင့်ဖိတ်ခဲ့ခြင်းလည်းဖြစ်သည်။ဆရာကထူးဦးစင်းကိုတစ်ချိန်တစ်ခါမျှသာတွေ့ခွင့်ရသွားပြီကျွန်တော်ကလည်းကျွန်တော်မျှော်လင့်မိသည့်အဖြေစကားတစ်စုံတရာကိုမျှပြောကြားသွားနိုင်ခြင်းမရှိခဲ့ပါဘူး တို့အတွက်ကျွန်တော်တွင် အနှဲနှင့်အများဆိုသလိုတွေ့တွေ့ဝေဝေမအီမလဲနှင့်ဖြစ်ကြံရစ်ခဲ့သည်သို့သောများမကြာမီပင် ထိုးဥစင်းနှင့်ပတ်သက်သည်ကြီးမားသောအဖြစ်အပျက်ကြီးတစ်ခုကအတိအကျပင် ဆိုက်ရောက်ဖြစ်ပေါ်လာတော့ရာ ထိုးအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့သိရှိလိုက်ရသည့်ကျွန်တော်မှလွန်စွာမှအံ့ဩခြင်းဖြစ်မိခဲ့ရသည်တဆက်တဲမှာပင် ကျွန်တော်တို့အတွက် ပု္ပ္ပစာတပုတ်ကိုရှင်းရှင်းလင်းလင်းတိနာလေလိုက်ရတယ်လို့ဖြစ်သွားသည် ၎င်းကပင်ဆရာထံမှကျွန်တော်တောင်းခံခဲ့ဘူးသောအဖြစ်တည်းကိုကျွန်တော်ဖာသာအလိုလိုရရှိလိုက်တယ်လို့လည်းဖြစ်သွားသည်ထို့ဖြစ်ရကိုကျွန်တော်ဖော်ပြရမည်ဆိုပါကဆရာပြန်သွားပြီး၃လခန့်အကြာခရိုင်ဆင့်အုတ်ချုပ်ရေးဝန်ထမ်းများတွင် ဖွင့်လှစ်ပေးသည့်တင်းတန်းတစ်ခုသို့တလကြမျှတက်ရောက်ပြီးကျွန်တော်ပြန်လည်ရောက်ရှိလာသောအချိန်ထိုကာလကိုပင်အခြေတည်၍ဖော်ပြရပါလိမ့်မည်ထိုနေ့ကိုကျွန်တော်မမေ့နိုင်ပါထိုနေ့က ျွန်တော်စီလာတော့တင်မောစိတ်ကန်းတို့စိုက်ကက်ချင်းတွင်ဇနီးပြည်သူနှင့်သာသမီများကကျွန်တော်အားလာရောက်ကြိုးစိုးနေသည်ကို တွေ့ရသည်တင်မောစိတ်မှာမိသားစုတစုတူတကွပင်ပြန်လာခဲ့ကြသည် ထို့သို့ပြန်လာကြရင်ဈေးထိတ်လမ်းခွဲနားကိုရောက်တော့လူတစ်ယောက်ကကျွန်တော်နောက်ကိုခတ်တုတ်တုတ်လိုက်လာသည်ထို့သူကအနီးရောက်လျင် ကျွန်တော်ပခုံးကိုလှမ်းပုတ်လိုက်သည် ျွန်တော်လှည့်ကြည့်လိုက်တော့ထိုသူမှာကျွန်တော်တငယ်ချင်းတူဖြစ်တော့အောင်တင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်အောင်တင်းကချက်ချင်းပင်ပြောလာသည်ဖျောက်ကိုကိုမင်းတင်နှန်းသွားတဲ့တယ်ဆိုဟုတ်လားဟုတ်တယ်အခုအဲ့ဒီကပြန်လာတာပဲလာဒီကွာအိမ်လိုက်ခဲ့ပါအောင်လားစားစရာလည်းဆောင်လေးပါလိပါလာတယ်မင်းသာငါနဲ့လိုက်ခဲ့အောင်ငါမင်းကိုပြောစရာရှိတယ်ဟိုလက်ဖေးဆိုင်ထဲမှာငါထိုင်နေတာမင်းတို့ဆိုင်ကြီးရဖြတ်သွားတာတွေ့လို့ထလိုက်လာတာကွာ ကျွန်တော်ကအောင်တင်းကိုလိုက်ရောလိုက်ရသည်မိမနှင့်ကလေးများကိုသွားထင်းကြရန်ပြောလိုက်ပြီးလပိဆိုင်သို့အောင်တင်းနှင့်အတူလိုက်ပါလာခဲ့သည်ဆိုင်တွင်းကြီးစပွဲတွင်ထိုင်မိကြသည်နှင့်အောင်တင်းကလပိတစ်ခွက်လှမ်းမှသည်ပြီးလူရင်းစကားကိုလည်းချက်ချင်းပင်ပြောချလာသည်ခုတော့အလုံးရှင်းသွားပြီကွာကိုကိုရအချိန်တန်တော့မိချောင်းလားတစ်တုံလားဆိုတာအလုံးဖြေပေါ်သွားပြီဘာလဲကွာမင်းစကားကဘာဒီဖြေပေါ်နေတာလဲ ဟိုဦးစင်းလေကွာမင်းတို့မိကိုးကွယ်နေတဲ့ဦးစင်းမင်းကပုံမှန်တော့မဟုတ်ဘူးတခုခုတော့တခုခုပဲဆိုပြီးတန်တရားဖြစ်နေတဲ့ဦးစင်းလေအေးဟုတ်ပြီငါတင်နေမသွားခင်ကအဲ့ဒီအကြောင်းမင်းကိုတခါထပ်ပြီးပြောမိခဲ့သေးတယ်အဲ့ဒီဦးစင်းဘာဖြစ်လို့လဲဘာဖြစ်ရမလဲအခုအဲ့ဒီပေါ်တော်မူဦးစင်းကပြေးသွားပြီကွာပြေးသွားတာမှဘယ်သူမှမသိအောင်ကိုပြေးသွားတာအခုသူ့ကြောင်းကိုလည်းပိတ်ထားလိုက်ပြီးမင်းတို့အမေတော်အိမ်ပြန်ရောက်နေပြီဟုတ်လားအေးပြောပါဦးဘယ်လိုတွေဖြစ်သွားတယ်ဆိုတာ ဖြစ်ပုံကတနေ့မှာအဲ့ဒီဥစဉ်စီကိုဧည့်သည်တချို့ရောက်လာတယ်တဲ့ဒါပေမဲ့အဲ့ဒီဧည့်သည်တွေကចောင်းတဲ့အထိဝင်းမလာဘူးចောင်းပြင်ဘက်လမ်းဆောင်တာကရေချမ်းစင်ပေးမှာပဲစောင့်နေတယ်တဲ့အဲ့ဒီနေ့ကကက်ပီးရတာဝန်ကြတဲ့ဥဆိုးမြင့်ကဧည့်သည်ရောက်နေကြအောင်ဥစဉ်ကိုရှောက်တော့ဥစဉ်ကအဲ့ဒီရေချမ်းစင်မှာရောက်နေတဲ့ဧည့်သည်တွေကိုတွားတွေ့တယ်ဥဆိုးမြင့်ကမှဥစဉ်နဲ့အတူလိုက်သွားတယ်ခိုရောက်တော့စောင့်နေတဲ့ဧည့်သည်တွေကကလမနှစ်ယောက်လို့ပြောတာပဲတယောက်ကအသက်ခက်ကြီးကြီးတယောက်ကအသက်ခက်ငယ်ငယ် အဲ့ဒီခက်ငငယ်ကလမရဲ့လက်ထဲမှာကလေးတယောက်ကိုခြိထားတယ်။အဲ့ဒီကလမတွေရဲ့ပုံကမဲတူးစုပ်ချနေပြီးအနှမ်းကလည်းအတော်နန်းတဲ့။ဦးစိုးမြင့်ကပြောပြတာပေါ့။ဒါနဲ့သူတို့ချင်းမနေ့ချင်းဆိုင်မိတယ်ဆိုရင်ပဲအပြန်အလှန်ကလားလို့ပြောလိုက်ကြတာပေါက်ပေါက်ဖောက်နေတယ်လို့ပဲတဲ့။ကလေးပွေထားတဲ့ကလမကဆိုမိုးတလုံးရေတလုံးနဲ့ပြောဆိုနေလိုက်တာများကြွက်ကြက်ကိုညံနေတာပဲတဲ့။အဲ့ဒါနဲ့သူတို့ချင်းပြောလို့ဆိုလို့ပြီးပြီဆိုတော့မှဦးစင်းကကြောင်းပြန်လာတယ်။ဟိုကလမတွေကလည်းပြန်သွားကြတယ် ။ဦးစိုးမြင့်ကတဆင့်တခါတကမတွေအားလုံးကလည်းဒီကိစ္စကိုသိသွားကြတယ်။ဒါပေမဲ့အားလုံးကအားနာပြီးဘသူမှမမေးကြမမြန်းကြဘူး။ဒါပေမဲ့ဘုန်းကြီးကအရင်ကလိုမဟုတ်တော့ဘဲနင်းနေအခြေပြတ်သွားတာကိုတော့အားလုံးကသတိထားမိကြတယ်။အဲ့ဒီနောက်၃ရက်လောက်ပဲကြာတယ်။အဲ့ဒီဦးစင်းလည်းပြေးတော့တာပဲ။မနေ့မိုးလင်းတော့သူ့နေရာမှာမရှိတော့ဘူး။ ်ဘယ်မှလည်းလိုက်ရှာလို့မရဘူးတခါတည်းပျောက်သွားတယ်သူစုဆောင်ထားခဲ့တဲ့ငွေတွေပါတဘာတည်းမှားသွားတယ်တကယ်တော့သူ့စီလာတဲ့ဧည့်သည်တွေဆိုတာတွေကသူ့မျိုးတွေပဲကလေးနဲ့ကလမသူ့မိန်းမပဲဖြစ်မယ်ဆိုပြီးလဲတုံ့သက်နေကြတယ်အေးကောင်းတယ်အဲ့ဒါအဖြေပဲငါ့အမိလည်းကုလားဟုတ်ဆိုတော်တော်မှတ်လောက်သားလောက်ဖြစ်နေရောမယ်ဖះမှတ်လို့ကိုကိုယ်ဖွတ်ထွက်မှ တောင်ဖို့မှန်တိဆိုတာဒါမျိုးပြောတာ အေးခဏနေအောင်ပြောစရာကြံသေးတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲနောက်15ရက်လောက်ကြာတော့အရှိပိုင်းကဖိုးသွန်းဆိုတဲ့ကောင်ကအခိုးခံလိုက်ရတဲ့သူ့မြင်းတကောင်ကိုလိုက်ရှာရင်းချမ်းပြည်အဆက်နာကိုရောက်သွားတယ်သူမြင့်ကတားဖောက်လုပ်ငန်းအတွက် special မွေးထားတဲ့မြင်းကြီးဆိုတော့တော်တော်အဖိုးတန်တယ်။သူကနှမျောတယ်။ဒါနဲ့တခိုးလက်ထဲကပဲပြန်ဝယ်ရဝယ်ရဆိုတဲ့သဘောမျိုးနဲ့တရင်ကြားတဲ့နေရာတိုင်းကိုဒီကောင်ကလိုက်တာပဲ။လိုက်ရင်ရှမ်းပြည်နာအထိရောက်သွားတာပဲ။အဲ့ဒီလိုပို့ထုံးက ်တရင်ကြားရရှောက်လိုက်နေရင်တနေ့ကြတော့ကလားနေတဲ့ရွာတရားကိုရောက်သွားတယ်တဲ့အဲ့ဒီရွာထဲမှာပဲဖိုးထွန်းကဈေးဆိုင်တစ်ဆိုင်မှာမုံပဲတေစာလေးပါလီဝင်းဝဲတယ်ဝင်းတော့ဆိုင်ရှင်ကအထဲမှာထိုင်းနေတယ်အသက်ကခန့်ငယ်ငယ်ပဲပကတိရကလေးကိုလည်းကျူဆွဲပြီးလွှဲပေးနေတယ်ဒီဆိုင်ရှင်ကလားကိုကြည့်ပြီးသူ့စိတ်ထဲမှာဇဝေဇဝါဖြစ်သွားတယ်မမမြင်ဘူးပါလေဆိုပြီးတွေးလဲတွေးနေမိတယ်ဒါပေမဲ့အဖြေကမပေါ်ဘူးအဲ့နောက်သူကဆိုင်ရှင်ကိုပိုက်ဆံအပေး ဆိုင်ချင်းကလည်းသူ့ကိုမုန်းထုတ်အပြီးတောင်းနဲ့တယောက်အကြီးချင်းဆုံသွားမိကြတယ်။အဲ့ဒီမှာလည်းဆိုင်ချင်းကရုတ်တရက်ကြီးမျက်နှာလေးအကြီးအကျယ်ပြက်သွားတယ်။ဖိုးထွန်းကိုလည်းချက်ချင်းပဲကြော်ပေးပြီးဟိုဘက်အလှည့်ထိုင်နေလိုက်တယ်။ဒါကိုလည်းဒီကောင်ကကောင်းကောင်းသတိပြုမိလိုက်တယ်။ဒါပေမဲ့ဒီအထီးကိုသူ့မှာဘာမှမတဲခွဲသေးဘူး။အဲ့ဒီနောက်သူ့မြင်လဲဘလို့မှပြန်မရနိုင်တော့ပါဘူးဆိုပြီးစိတ်လျှော့ပြီးအိမ်ကိုပြန်လာတဲ့အချိန်မန်လုံကားပေါ်ကိုရောက်တော့မှဒီအချက်ကိုပြန်စဉ်းစားမိရကကောင်းကောင်းအဖြေပေါ်သွားတဲ့ လက်စတဲ့တော့ဒီဆိုင်ချင်းကအခြားသူမှမဟုတ်ပဲစေကူးထဲမှာသပင်နေမျက်နာဘောကအမွေးမြင်နေဖဲပြီးဥပြီးနဲ့သင်္ကန်းနဲ့ပြန်ဆင်ပေးလိုက်ကြည့်တော့မှငါတို့เจ้าကเจ้าပြေဖုံကြီးဖြစ်နေမှန်းသိလိုက်ရတော့တယ်ဆိုပဲကွာဖိုးထွန်းကအဲ့ဒီတော်เจ้าမှာအလှဲ့ကြကပ်ပြအနေနဲ့လုတ်ခဲ့ဝူးသေးတယ်လေဒီเจ้าနေကိုဖိုးထွန်းဒီပြန်ရောက်ပြီးပြန်ပြောပြတော့မှအားလုံးအော့ချယူရတယ် အဲ့ဒီဥစဉ်ရဲ့လက်ရင်းတက္ကမတွေဖြစ်ခဲ့ကြတယ်အမျိုးသမီးတွေလည်းရှက်လွန်းလို့ခေါင်းမပေါ်နိုင်အောင်ဖြစ်ကြရတော့တာပေါ့ကွာအေးခုလိုကြားရတဲ့အတွက်ဝမ်းသာတယ်ကွာမင်းကိုလည်းကျေးဇူးတင်ပါတယ်ဒါကဘာကိုပြလိုက်တလဲဆိုတော့ဘယ်အရာမဆိုအစ်စ်မှန်မှမဟုတ်ရင်ကြာကြာခေါင်းမီးချုံးပြီးမနေနိုင်ဘူးအချိန်ဆိုတဲ့တရားသူကြီးကအပြေထုတ်ပေးတာကိုခံရစမြဲဆိုတာကပြေးတင်ပေးလိုက်တာပဲကွာ ကဲငါလည်းပြန်အောင်မယ်ကွာအခုမှခရီးကပြန်ရောက်လာတာဆိုတော့အေးပြန်အောင်ပြန်အောင်ငါလည်းမင်းကိုသိစေချင်လို့လို့ခေါ်ပြောလိုက်တာပါကျွန်တော်အောင်သိန်းနဲ့လမ်းခွဲပြီးအိမ်ပြန်လာခဲ့သည်အိမ်ရောက်တော့အမေကလည်းကျွန်တော်ကိုဝမ်းတာအေးလေကြိုဆိုနေရှာပါသည်ကျွန်တော်ကအမေကိုနှုတ်ပြန်ဆိတ်ရင်နှစ်သိမ့်ပေးလိုက်ပါသည်သို့တော့လမ်း၌သိရှိခဲ့ရသည့်ဟိုကိစ္စကိုတော့ကျွန်တော်ကတခွန်းမြမဟာပါ အမေကိုလည်းလုံးဝမမေ့ကြည့်ပါ ဆိုခဲ့သည့်အတိုင်းကျွန်တော်ကအမေစိတ်မကောင်းဖြစ်ရမည်စိတ်ညစ်ရမည်အပြောအဆိုပြုမှုတို့ကို ထောက်ဆင်ရှောင်ရှားလာခဲ့သူပါအမေကလည်းတီးနောက်မှာတော့ရခင်ပုံစံအတိုင်းပြန်၍လဲပက်နေပါလေသည် ဆုံးလောင်ခြင်းဖျားပန်းကတ်ခြင်းပရိစိတ်ခြင်းတရားထိုင်ခြင်းတို့ဖြင့်သာလျှင်အငိမ့်အေးကြီးငိမ့်အေးနေတော်သည် အပြင်ကိုလည်းအထွက်နေသွားသလိုအိမ်ကိုလည်းလူတယုံယုံနဲ့အပြည့်မခံတော့ပါအမေအရေးကဲကိုကြည်ပြီးကျွန်တော်လည်းစိတ်ချမ်းသာရပါသည် ဘဝဤဏီကုံမိုင်းချိန်မျိုးတွင်အခက်မတင်၍လမ်းချော်သွားခဲ့မိတော်ညာမကြာမမြင့်မီပြန်လေတက်မှတ်လာနိုင်ခဲ့သည့် အဖြစ်ကိုလေကျေးဇူးတင်စရာတစ်ခုအဖြစ်ကျွန်တော်ကမှတ်ယူလိုက်မိပါသေးသည် ုတ်ကဲ့ပါခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြခဲ့တဲ့ဝတ္ထုလေးကိုနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာနာတော်တာဆင်သူညီကောင်မတော်မများအားလုံးကာယစိတ်ဓာတ်နှဖျားသောဒုက္ခများနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းများတောင်းရင်နောက်ထပ်ဝတ္ထုတို့များမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ